မင်္ဂလာပါခင်ဗျာ Paper Radio မြန်မာရဲ့ Friday International Weekly News အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ဟာကမ္ဘာနိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့နိုင်ငံရေးစစ်ရေးနဲ့ရိုးရိုင်းညှိနှိုင်းမှုဓလိထုံးတဲ့အစီအလာတွေပေါ့စုံဝင်စားပွဲကောင်းတဲ့သတင်းကြောင်းအရာတွေကိုကောက်နှုတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဒီဘက်တွင်ပြောပြပေးတော့မယ့်သတင်းကြောင်းအရာတွေကတော့ Super Typhoon Monai Ragasa ကြောင့် Taiwan နဲ့ Philippines တို့မှာလူအသေးပြောက်များရှိနေပါတယ်မျိုးရမီများဓမ္မရာလာစဉ်ခွင့်ယူခွင့်နဲ့လောက်တမဥပဒေမူကြမ်း၂ရက်ကို ထိုင်းပြည်လူ့လွတ်တော်မှာပထမအကြိမ်အတည်ပြုလိုက်ပါတယ်။ခရန့်အားလူမျိုးရေးခွဲခြားသူအကြောင်းမဲ့ဇလန်ဘာဒါဝင်များအားမုံတိနေသူဟုလန်ဒန်မြို့တော်ဝန်ကပြောလိုက်ပါတယ်။ခါစားတို့သွားတဲ့အကူအညီပေးရေးအဖွဲ့များကိုကာကွယ်ရန်အီတလီနဲ့စပိန်နိုင်ငံတို့ကရေးသက်တင်ပေါ်များဆေလုလိုက်ပါတယ်။တောင်ကိုရီးယားတမနာကမြောက်ကိုရီးယားနဲ့စစ်ရင်တင်းမမှုတွေကိုရှော့ချပြီးငြိမ်းချမ်းစွာအသူရှင်တွဲနေတဲ့လူတွေဟုပြောပါတယ်။အစားရှိတဲ့သတင်းကြောင်းတွေကိုနားဆင်ကြားမှာဖြစ်ပါတယ်။ ဒီစီဇန်ကိုကျွန်တော်ကိုနေကအပတ်စဉ်တင်ဆက်ပေးနေတာပါပထမဆုံးအနေနဲ့ပစိဖိတ်တမိုးတွေဟာအနောက်ဘက်ပိုင်းမှာရှိတဲ့ရက်ကျုံမှအစတည်လာတဲ့အပူပိုင်းမုန်တိုင်းရာဂါဇာဟာတဖြည်းဖြည်းအားကောင်းလာပြီးတိုင်ဖုန်းမုန်တိုင်းအဖြစ်ပြီးခဲ့တဲ့အင်ကာနေနဲ့ဗုဒ္ဓဟူးနေ့တွေမှာဖိလစ်ပိုင်မှာတဆင့်ဟောင်ကောင်ထိုင်ဝမ်မကာအိုနဲ့တရုတ်နိုင်ငံတောင်ပိုင်းတို့ကိုတိုက်ခတ်ခဲ့ပါတယ်မုန်တိုင်းတိုက်ခတ်မှုကြောင့်ဖိလစ်ပိုင်မှာ10ဦးသေဆုံးခဲ့ပြီးထိုင်ဝမ်မှာ14ဦးသေဆုံးက124ဦးပျောက်ဆုံးနေကြောင်းသိရှိရပါတယ် ်မုံတိုင်းကျောင်းမကအောင်နဲ့ဟန်ကောင်တို့မှသတိပေးချက်များထုတ်ပြန်ခဲ့ရပြီးစာတင်ကျောင်းများနဲ့လုပ်ငန်းများကိုဖိတ်ထားခဲ့ရပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်မှာလည်းလူတန်းတန်းကျော်ရွှေ့ပြောင်းခဲ့ရပြီးတင်မောတထောင်ကျော်ကိုဘေးလို့ရရွှေ့ထားခဲ့ရပါတယ်။ဟန်ကောင်မှာပုံမှန်တစ်နှစ်ကိုမုံတိုင်း6ခုဝင်လေရှိပြီးဒီနှစ်မှာတော့ရခင်နှစ်တွေကတည်းကပိုများလာပြီးယခုမုံတိုင်းဟာဟန်ကောင်အတွက်ကိုကူးမြောက်အားအပြင်းဆုံးဝင်ရောက်လာတဲ့မုံတိုင်းလည်းဖြစ်ပါတယ်။နောက်တော့ဘုံမှာဆိုရင် ထိုင်းပြည်သူပါတီမှတင်သွင်းတဲ့ဥပဒေကျန်၂ရပ်ဖြစ်တဲ့အလုတ္တမများရဲ့အခွင့်အရေးဖြစ်တဲ့အလုတ်ချိန်လျှော့ချခြင်းနဲ့အမျိုးသမီးများလားစင်ဓမ္မတာလာခြင်းခွင့်ယူခွင့်အပါအဝင်လုပ်ငန်းခွင့်ကာကွယ်ဆောက်ရှောက်ရေးဆိုတဲ့ဥပဒေတွေကိုပြီးခဲ့တဲ့ဗုဒ္ဓဟူနေ့ကထိုင်းပြည်သူ့လွှတ်တော်မှာအခြေခံအားဖြင့်အတည်ပြုခဲ့ပါတယ်။ပထမဥပဒေမူကြမ်းကိုချုံပရီမဲဆန္ဒနယ်မှပြည်ပပါတီအမတ်၆လခွန်ခိုင်နံကတင်သွင်းခဲ့ပြီးဒုတိယဥပဒေကြမ်းကိုတော့ပါတီအမတ်ဝမ်ဝီဖာမိုင်ဆောင်ကတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ခြားရက်တင်တွင်တဲ့ဥပဒေကြမှာအလုတ်ချိန်လျှော်ချဖို့အပတ်စဉ်အားလည်းရနှစ်ရက်ပုံမှန်ရဖို့နဲ့နှစ်စဉ်အားလည်းရရှိရဖို့တို့ပါဝင်ပါတယ်။ဝန်ဝီဖာရဲ့ဥပဒေကြမှာတော့လုပ်ငန်းခွင်တွင်ကြားမဖြစ်တည်မှုအပေါ်ခွဲခြားခြင်း၊လိင်စိတ်ခံယူမှုကွဲပြားတဲ့အပေါ်ခွဲခြားခြင်း၊ဘာသာရေး၊ကိုယ်ကွယ်ယုံကြည်မှုနဲ့နိုင်ငံရေးအမြင်များအပေါ်အခြေခံရေးခွဲခြားခြင်းစသည်တို့မပြုလုပ်ရန်မိသားစုဝင်များအားစောင့်ရှောက်ရန်ခွင့်ယူခွင့်ပြုရန်အလုရှင်များအနေဖြင့်အလုခွင်တွင်မိခင်များနှိုးတိုက်ကြွေးနိုင်ရန်ဘေးကင်းလုံခြုံသောနေရာများပံ့ပိုးပေးရန် အမျိုးသမီးအလုပ်သမားများယာတီလာကြိုက်ခံမှုအတွက်ခွင့်ယူနိုင်ပြီးရင်းအားလျက်များကိုဖျားနာခွင့်အဖြစ်မှတ်တမ်းတင်ခြင်းမပြုရန်လိုပါဝင်ပါတယ်။ဝန်ကြီးဖာကယာတီလာချင်းခွင့်ယူသောအလုပ်သမားဦးရီဟာတိရခံတော်အောက်သာရှိသဖြင့်စီးပွားရေးလုပ်ငန်းရှင်များအပေါ်တည်တည်တတ်တာထိခိုက်မှုမရှိဘဲလိန်သူညီမျှမှုအတွက်ဆံပြားတက်တရက်ပေါ်ဆောင်ရာရောက်ကြောင်းဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အဆိုပါဥရေချန်၂ရက်အတီးပြုရေးအတွက်မဲခွဲဆုံးဖြတ်ရာတွင်၂ရက်လုံးအတွက်ထောက်ခံမဲ300ကျော်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမိကုံပြောကြားရင်းလန်ဒန်မြို့ဟာအင်မတန်ဆိုးရွားတဲ့မြို့တော်ဝင်တဲ့အတူရှရီယာဥပဒေစီကိုဥတည်နေတယ်လို့ထည့်သွင်းပြောကြားခဲ့ပြီးတဲ့နောက်မှာလန်ဒန်မြို့တော်ဝင်ကထရန့်ဟာလူမျိုးရေးခွဲခြားသူအစ္စလမ်ဘာသာအကြောင်းမဲ့မုန်းလေးနေသူဖိုးဝါးကြီးကြီးစိုးသူဖြစ်တယ်လို့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပြန်လည်ပြောကြားလိုက်ပါတယ်။လန်ဒန်မြို့တော်ဝင်ကလန်ဒန်ကိုလာရောက်လည်ပတ်သူများနဲ့ရင်းနှီးမြှုပ်နှံသူများအတွက်အမေရိကန်များအများဆုံးဖြစ်ကြောင်း လန်ဒန်ဟာယဉ်ကျေးမှုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားကစားနဲ့လူတွေရဲ့စွန့်ရည်ဖော်ဆောင်ရာတွေမှာကမ္ဘာနံပါတ်1ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါအပြင်အမေရိကနဲ့အင်္ဂလန်ကြားကုန်သွယ်ရေးနဲ့စစ်ရေးမဟာမိတ်အကျိုးကျေးဇူးများရှိတော်လဲမှောင်ရမှုများရှိရင်ပြန်လည်ဝေဖန်ပြောဆိုတဲ့ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကထရန်တက်ရောက်ခဲ့တဲ့ညစာစာပွဲတစ်ခုမှာထရန်ကလန်ဒန်မြို့တော်ဝန်အားမဖိတ်ကြားရန်စီစဉ်ခဲ့ကြောင်းလည်းသိရပါတယ်။တဆက်ထဲမှာပဲ ဂါဇာတို့အကူအညီပေးဖို့တည်ယူပို့ဆောင်ရေးလှုပ်ရှားမှု GSF ဟာနိုင်ငံတကာပင်လယ်ပြင်မှာအစရေရဲ့ဒရုန်းများဖြင့်တိုက်ခိုက်ခံရပြီးနောက်၎င်းတို့ရဲ့လုံခြုံရေးအတွက်အီတလီနဲ့စပိန်နိုင်ငံတို့ကရေတပ်သင်္ဘောများဆေးလို့မြည်ဟုကြေညာခဲ့ပါတယ်။ဂါဇာအကူအညီပေးရဟုဆိုကကမ္ဘာအရရက်ကတက်ကြွလှုပ်ရှားသူများကသင်္ဘောများဖြင့်ဂါဇာတို့သွားရတွင်အစရေဘက်မှဒရုန်းများထိခိုက်စေသောဘုံးကြီးများအခြားမသိရသောပစ်စည်းများဖြင့်ပစ်ခတ်ခဲ့ကရေဒီယိုအချက်ပြမှုစနစ်များကိုလည်းဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကိုစပိန်နဲ့အီတလီတို့ကရှုတ်ချခဲ့ကြပြီးစပိန်ဝန်ကြီးချုပ်နဲ့အီတလီကာကွယ်ရေးဝန်ကြီးတို့ကဂါဇာအကူအညီပေးလှုပ်ရှားမှုကိုကာကွယ်ရန်ရည်သက်တင်ပေါ်များဆေးလုတ်ခဲ့ခြင်းဖြစ်ပါတယ်။ဂါဇာအကူအညီပေးလှုပ်ရှားမှု GSF အဖွဲ့ကအစရိရဲ့ချင်းချောင်းမှုဟာမအောင်မြင်ခဲ့ကြောင်ပြောကြားခဲ့ပြီးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားယခုလိုတိုက်ခိုက်မှုကိုအရေးယူဆွေးနွေးပေးရန်တောင်းဆိုခဲ့ပါတယ်။ဂါဇာအကူအညီပေးရေးခရီးစဉ်တွေပါဝင်သူဆွေတွေမှတဘာဝပတ်ဝန်းကျင်အရေးတက်ချလှုပ်ရှားသူ ရိတာသံဘက်ကဒီမစ်ရှင်ကဂါဇာအတွက်ဖြစ်ပြီးကျမတို့အတွက်မဟုတ်ပါဘူးကျမတို့ယူနေရတဲ့ဘယ်အနေအကမှပါလက်စတိုင်းသားတွေနေတိုင်းကြုံတွေ့နေရတဲ့အနေအနဲ့ရှင်မပြောပါလောက်ပါဘူးပြောခဲ့ပါတယ်နောက်ဆုံးတစ်ပုဒ်မှာဆိုရင်မြောက်ကိုရနဲ့တင်းမာမှုတွေကိုရှော့ချပြီးငိမ့်ညမ်းစွာအသူရှင်တွင်းနေတိုင်းကမလိုအပ်ပဲစစ်ရေးတင်းမာမှုတန်ရာဇိုးကြီးကိုအဆုံးသတ်စေလိုတယ်လို့တောင်ကိုရတမရလီချေးမြောင်ကပြောဆိုလိုက်ပါတယ်အင်္ဂါနေ့ကပြည်လို့ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံတွင်မိကုံပြောကြရမှာ ဒီဂျင်းမြောင်ကမြောက်ကိုရရဲ့နျူကလ িয়ার ပြဿနာအတွက်အစင်းစစ်ဖြေရှင်းချက်တွေကိုအလေးပေးပြောကြားခဲ့ပါတယ်။မြောက်ကိုရခေါင်းဆောင်ကင်ဂျွန်ဟန်ကတော့အမေရိကန်အနေနဲ့နျူကလ িয়ার ရဲစက်ရေးတွေကိုမတောင်းဆိုရင်ဆွေးနွေးဖို့အသင့်ရှိတယ်လို့လည်းပြောဆိုထားပါတယ်။ကိုရီးယားနှစ်နိုင်ငံအကြားယုံကြည်မှုပြန်လည်ရရှိဖို့ရည်ရွယ်ပြီးနယ်စပ်မှာထားရှိထားတဲ့မြောက်ကိုရတို့ဝါဒဖြန့်ချီအတန်ချက်ဆက်တွေကိုပြန်လည်ဖြုတ်သိမ်းထားတယ်လို့တောင်ကိုရီးယားသမ္မတကဆိုပါတယ်။ထရန့်ကတော့ယခုနှစ်အတွင်းကင်ဂျွန်ဟန်နဲ့တွေ့ဆုံလို့ကြောင်းပြီးခဲ့တဲ့လကပြောကြားခဲ့ပေမဲ့လည်း ူလာတမကမှာ55မိနစ်ကြာပြောကြားခဲ့တဲ့မိကုံမှာတော့မြောက်ကိုရာနဲ့ပတ်သက်၍ပြောဆိုခဲ့တာမရှိပါဘူး။ဒီတစ်ပတ် Fever Radio မြန်မာရဲ့ Friday International Weekly News အစီအစဉ်ကိုဒီလောက်နဲ့ပဲဖြေနာလိုက်ပါမယ်။နောက်ပတ်တွင်မှာလည်းကမ္ဘာနိုင်ငံအသီးသီးကစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာတွေကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုပေးဆုအထူးကျေးဇူးပါတယ်ခင်ဗျာ။